်မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြောက်ဥကလာမြို့နယ်ခမ်းမကုန်းဖောက်ခွဲတိုက်ခိုက်မှုရဲနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှမ်းကုန်းတိုင်းမြောက်ဥကလာမြို့နယ်ခမ်းမကုန်းဖောက်ခွဲတိုက်ခိုက်ရာရဲနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြို့ပြကျွတ်အဖွဲ့ထုတ်ပြန်ကြတဲ့ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်ဒီဇင်ဘာလ6ရက်နေ့ည10:30မိနစ်ခန့်တွင်မြောက်ဥကလာမြို့နယ်ခမ်းမကုန်း ရုပ်ပြကြွက်အဖွဲ့သားများကလက်လုံမိုင်းနဲ့လက်ပစ်ပုံများဖြင့်ပြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းမြောက်ဥကလာမြို့နယ်ခမ်းမ၌လုံခြုံရေးယူထားသောအကြံဖက်စစ်တပ်လက်အောက်ခံရဲများအနီးကျရောက်ပောက်ကွဲခဲ့ပြီးရဲနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ပောက်ကွဲတံကတော့တော်တော်ကျဲလောင်နေ၊ညအချိန်တိတ်ဆိတ်နေတော့အတန်ပိုကြရတယ်။ပောက်ကွဲမှုဖြစ်ပြီးတိတ်မကြဘူး။မြောက်ဥကလာမြို့နယ်ရဲစခန်းတွေကရဲခွေးတွေရောထွေအုပ်ယုံကစစ်ခွေးတွေရောရောက်လာတယ်လို့သိရတယ်။ မြောက်ကလာအဝိုင်းကလမ်းပိုင်းကိုပိတ်ပြီးတော့ဟိုရှာတီရှာတွေလုတ်သွားတယ်ဟုဒေတာကန်ပြည်သူတို့ကပြောဆိုပါတယ်မျိုးပြကြွက်အဖွဲအနေဖြင့်ဆက်လက်၍ခေါင်းမာစွာဖြင့်စေအာနာရှင်များ၏ပေးစာကန်းစာလောက်ဖြင့်ပြည်သူအဖို့ဖိနှိပ်ရန်ရှာသည့်လမ်းကိုရွေးချယ်နေကြသည့်စေုပ်စု၏လက်ပါစီများထောက်တိုင်မှန်သမျှကိုနေရာအချိန်မရွေးတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းထပ်မံတတိပေးထုတ်ပြန်ထားပါသည် ဆက်လက်ပြီးမောရမျိုးတွင်စစ်တပ်ကိုမူရစ်စေဝါရောင်းချပြီးစစ်ရှောင်ပြည်သူများကိုဘုံကျဲတပြက်ရန်လှုံ့ဆော်နေသည့်စစ်တပ်တရင်ပေးအမျိုးသမီးတအုပ်ကိုအရှင်ဖမ်းမိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်တနင်္သာရီတိုင်းမောတော်မျိုးတွင်အကြံဖက်စစ်တပ်ကိုမူရစ်စေဝါရောက်ချပြီးစစ်ရှောင်ပြည်သူများကိုဘုံချဲတပ်ဖြတ်ရန်လှုံ့ဆော်နေသည့်စစ်တပ်တရင်ပေးအမျိုးသမီးတအုပ်ကိုအရှင်ဖမ်းမိခဲ့ကြောင်းဒေသတွင်းစစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါရသည် နိုဝင်ဘာလ14ရက်နေ့တွင်မောတော်မျိုးကိုတော်လန်ရေးတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်အကြံဖက်စစ်တပ်ကိုတရင်ပေးပြီးပြည်သူများကိုဘုံကျဲတပ်ဖြတ်ရန်လှုံ့ဆော်ရေးသားနေသောမောတော်မျိုးတွင်နေထိုင်သည့်စစ်တပ်တရင်ပေးဒေါ်ထေးထေးကြီးကိုတော်လန်ရေးတပ်ဖွဲ့များကလိုက်လံရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောလိုက်လံရှာဖွေစဉ်ဒေါ်ထေးထေးကြီးကိုစစ်ပေးရှောင်စခန်းတစ်ခုတွင်တော်လန်ရေးတပ်ဖွဲ့များကတွေ့ရှိခဲ့ပြီးဟန်စည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထို့ပြင်၎င်းကိုတုံ့ပန်းဥပဒေများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီးစစ်ဆေးမြင့်မြတ်မှုများလှုံ့ဆော်နေကြောင်းသိရပါတယ်။ဖန်စီရမိထားသောဒေါ်ထေထေးကြီးဤလက်ကိုက်ဖို့အတွင်မှာအကြမ်းဖက်စစ်တပ်နှင့်ဆက်သွယ်ထားသောအချက်လက်များ၎င်း၏ TikTok အကောင့်တွင်စစ်ဆောင်ပြည်သူများနှင့် PDF တပ်ဖွဲ့များကိုဘုံကျဲတပ်ဖြတ်ခိုင်းသောလှုံ့ဆော်ရေးသားထားသည့်မှတ်တမ်းများတွေ့ရှိခဲ့ပြီးအကြမ်းဖက်စစ်သားများကိုမူရစေဝါရောင်းချခဲ့ကြောင်းပါဝန်ခံထွက်ဆိုခဲ့သည်ဟုသိရပါတယ်။အခုတော့သူ့ကိုကောင်းကောင်းမွန်မွန်ပဲဆက်လက်ထိန်းသိမ်းထားပါတယ်။ သူကိုယ်တိုင်လည်းလှုပ်ခဲ့ပါတယ်လို့ဖွင့်ခံထားတယ်။သူအမျိုးသားကစစ်သားပဲ။မူရစ်စေးမှုတွေနဲ့ခဏခဏအဖမ်းခံရပြီးအခုဘယောက်နေမှန်းတော့မသိဘူးလို့သူကိုယ်တိုင်ပြောတယ်။သူ့မှာကလေး၃ယောက်ရှိတယ်။သူကလေးလေးတွေကိုတော့ကျွန်တော်တို့ကစစ်ရှောင်စက်ခမ်းမှာပဲထားပြီးတော့ကောင်းကောင်းမွန်မွန်ဆောင်ရှောက်ထားတယ်။ဒေါ်ထိတ်ထိတ်ကြီးကိုကျွန်တော်တို့ရဲ့ရဲဘော်တွေကရိုက်နှက်နှိပ်စက်တာလည်းမရှိဘူး။ဘလို့ဆက်လက်ရေးယူမလဲဆိုတာကိုတော့တပ်ဆိုင်ရာအဖွဲ့တွေကဆက်လက်လှုပ်ဆောင်ပါလိမ့်မယ်ဟုဒေတာရင်းစစ်ရေးတရင်ကြီးမြတ်ကပြောဆိုပါရတယ်။ မောရောင်မြို့ကိုနိုဝင်ဘာလ14ရက်နေ့နေ့အစောပိုင်းတွင်ဒေါ်လန်ရစ်တက်များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမောရောင်ရှိနောက်ဆုံးကြံ့ရင့်နေသောစစ်တိတ်စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မောရောင်မြို့ကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းမောရောင်မြို့ကို KNL ဦးဆောင်သောဒေါ်လန်ရစ်တက်များကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်နိုဝင်ဘာလ17ရက်နေ့မှစတင်ပြီးဒေါ်လန်ရစ်တက်ပေါင်းစုကအပိသက်ထိုးစစ်ဆင်ခဲ့ကြောင်းနိုဝင်ဘာလ14ရက်နေ့နေ့အစောပိုင်းတွင်အပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ဒီမိုကရေစီမျှော်မှန်းချက်ချင်းတူရင် PDF တွေဥပဒေပေါင်းတဲ့ဝင်ခဲ့ဖို့မင်းအောင်လိုက်ကပြောဆိုပြီးအပြစ်ရတိုင်းရင်းသားတွေကတိကဝတ်ချိုးဖောက်ရင်းချမ်းရေးလမ်းကနေသွေဖယ်ခဲ့တယ်လို့အပြစ်တင်တဲ့ဆွေတဲ့င်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုက်ကဒီမိုကရေစီရည်မှန်းချက်ချင်းတူရင်ဥပဒေပေါင်းတဲ့ PDF တွေဝင်ခဲ့ဖို့ဖိတ်ခေါ်တယ်လို့ထုတ်ဖော်ပြောဆိုပါတယ်။ဒီနေ့ပြည်ဝွင့်မှာလုပ်တဲ့စစ်တပ်ကတို့ကြောင်းစစ်ပွဲမှာအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုက်ကအဲ့ဒီလိုထုတ်ဖော်ပြောဆိုလာတာပါ။ ဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လန်းစင်ဖြစ်ပြီးဒီဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်အောင်စုတိဆောက်ရေးဆိုတဲ့ရှင်မန်းချက်ချင်းတူညီကြရင် PDF တွေနဲ့လက်နက်ကင်တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ချဖို့ဖိတ်ခေါ်တယ်လို့မင်းအောင်လိုင်ကပြောဆိုတာပါဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကင်လန်းစင်ကြောင့်ဖြစ်တယ်ဆိုတာရှုမြင်ဖို့အချိန်ကျနေပြီဖြစ်ပါတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်အောင်စုတိဆောက်ရေးကိုရှင်မန်းချက်တူကြရင်ပြည်အောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါအဝင်လက်နက်ကင်အဖွဲ့တွေအနေနဲ့ ဥပဒေပေါင်းအတွင်းဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလိုတယ်ဟုမင်းအောင်လိုင်ကပြောပါတယ်